iOS 26တော့ officially ဒီနေ့မှထွက်သွားပြီဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုမှာတော့ထွက်တဲ့ OS တွေအကုန်လုံးကိုအကြမ်းမြင်ဘာတွေအဓိကထူးခြားသွားလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ OS တစ်ခုချင်းစီကိုအသေးစိတ်အရင်ကြီးရှင်းပြမယ်ဆိုလို့ရှိရင်ဗီဒီယိုအကြာကြီးဖြစ်သွားမှာဆိုတော့အဲ့လိုမျိုးတစ်ခုချင်းစီ iOS 26, macOS 26, iPadOS 26တားတွေတိတိကျကျဗီဒီယိုတွေကတပုတ်ချင်းစီတင်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့အခုပထမအုပ်ဆုံးဗီဒီယိုကတော့ Apple WWDC 2025မှာဘာတွေဖြစ်သွားလဲပေါ့နော်။အဲ့ဟာကိုခြုံငုံပြီးတော့အကြံပြင်း အတိအကပြောင်းလဲသွားတဲ့အချက်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဂီတာဆလို့ရှိလို့ရှိရင်စလိုက်ကြအောင်အဲ့တော့နည်းနည်းတော့တီးခံပေးဖို့ပထမအဆုံးမှားချင်ပါတယ်ဘာဖြစ်လဲဆိုတော့အာအရာအားလုံးကပြောင်းလဲသွားတဲ့အများရဲ့တို့ကြောင့်မို့ Tumax ကအုံနောက်ထဲမှာလဲအကုန်လုံးကိုမှတ်ထားပေါ်ကနည်းနည်းလေးခက်ခဲနေတော့ပေါ့နော်အခုအချိန်အထိကိုယ်တိုင်လည်း beta ကိုအခုမှ download ဆွဲပြီးတော့စမ်းနေတော့ဆိုတော့ပြောင်းလဲသွားတဲ့အရာတွေအကုန်လုံးကိုတိတိကျကျပြောဖို့ကြတော့အမှားပါသွားမှလည်းဆိုရတဲ့ကြောင့်မလို့ iPad လေးကို ကြီးခွင်ပေးပါအောက်မှာကြည့်ပြီးတော့တေချာလေးဘာတွေ feature တခုချင်းစီကိုဘာတွေပြောင်းလဲသွားလဲ feature တွေကိုအောက်မှာဖတ်ပြီးတော့တခုချင်းစီပြောပြပေးပါမယ်အဲ့ဒါလေးကိုတော့နားလည်ခွင့်လွှတ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဆိုလို့ရှိရင်ပထမအဆုံး iOS ကိုပြောလိုက်ကြအောင်အာ iOS ကိုမပြောရင်အရာအလုံးကို26လို့အနောက်မှာနာမည်လေးတက်သွားပါတယ်။ဒါလည်း 2max တို့ leaks တွေအရာမှန်နေပေါ့နော်။အဲ့တော့ iOS 26, uh, macOS 26, visionOS 26, iPadOS 26, watchOS 26, tvOS 26. အာ home os တော့မလာသွားဘူးပြီးတော့ airpods နဲ့ပတ်သက်ပြီးတော့ဟိုဒီဒီ um ဘာမှတိတ်ပြီးတော့ upgrade အနေနဲ့မပြောသွားဘူးပေါ့နော်ဒါလေးတော့နှစ်ခုလောက်တော့လွဲတယ်ပေါ့နော်အာကျန်တဲ့ຢာတွေကတော့မှန်ပါတယ်ပြီးတော့ hardware တစ်ခုမှပါမသွားပါဘူးအဲ့တော့ ios 26ကိုပထမအဦးဆုံးပြောချင်ပါတယ်ပထမအဦးဆုံးဒါ ios 26မှာအထူးခြားဆုံးကတော့ ui design ဖြစ်ပါတယ်အာ apple ကလည်းပြောသွားတယ် ဒါပထမဦးဆုံးအနေနဲ့ iOS 7B နောက်ပိုင်း17နှစ်အကြာမှာပထမဦးဆုံးဒီဇိုင်းပြောင်းလဲတာလို့ပြောပါတယ် Vision OS ကိုအခြေခံပြီးတော့ Liquid Glass ဆိုပြီးတော့ Apple ကခေါ်ပါတယ်သူရဲ့ဒီဇိုင်းအဲနာမည်ကို Liquid Glass လို့ခေါ်ပါတယ် Liquid Glass ဆိုတာတည်တဲ့အတိုင်းပဲဖန်ရည်ပေါ့နော်ဖန်အရည်လေးလိုမျိုးဒါဖောက်ထွင်းမြင်ရတဲ့ဒီဇိုင်းပေါ့နော်အဲ့တော့ Liquid Glass လို့ခေါ်တယ် အရာအားလုံးကဖန်သားတွေစံသွားတယ်ပြီးတော့ application တွေရဲ့ဒီ icon တွေပေါ့နော်ပုံစံလေးတွေကိုလည်းနည်းနည်းလေးစီပြန်လိုက်တယ်ပြီးတော့ camera app ဆိုလို့ရှိရင်ဟိုးအရင်တော့ဒါ iOS ကပုံစံက camera app ပုံစံမျိုး app icon ကိုပြန်ပြီးတော့ယူထားတယ်အာ application တွေရဲ့ design ကတော့နည်းနည်းလေးဟိုဟိုပို့ပြီးတော့ wind သွားတယ်ဆိုပေမဲ့ ဟိုလိုမျိုးကြီး Samsung တို့လို Android စင်စံတော့မဟုတ်တော့ဘူး iOS အတိုင်းပဲရှိနေတာဖြစ်ပါတယ်ဒါလေးကတော့မစိုးဘူးပေါ့နော်ပြီးလို့ရှိရင် Visual Intelligence မှာဒါ screenshot ရလို့ရှိလို့ရှိရင် Visual Intelligence ကတော့ Apple Intelligence ရတဲ့ iPhone 15 Pro တွေနဲ့အထက်ပေါ့နော် iPhone 15 Pro တွေနဲ့အထက်မှာ screen share ရလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ screen မောကအရာတွေအကုန်လုံးကို visual intelligence နဲ့ပါလဲဆိုတာဝိုင်းပြီးတော့ Google မှာ share လုပ်ရတဲ့ feature အသစ်လာသွားတာဖြစ်ပါတယ်ဒါကတော့ Apple intelligence နဲ့ပတ်သက်ပြီးတော့ visual intelligence အသစ်ပေါ့နော်ပြီးလို့ရှိလို့ရှိရင်အာ message app တွေထဲမှာ background တွေထားလို့ရတယ်ပြီးတော့တင်းတင်းကြောက် vote ပေးတာ group chat တွေထဲမှာအဥပမာစားတောက်ဆိုင်တစ်ဆိုင်ကိုသွားမယ်ဆိုလို့ရှိရင်၃ခုတွေရတစ်ခုရဒါမှမဟုတ်၅ခုတွေရတစ်ခုရပဲစားတောက်ဆိုင်ကိုကြိုက်ကြတယ်အကုန်လုံး group chat ထဲမှာတငယ်ရင်းတွေပေါင်းပြီးတော့ဒါ vote ပေးပြီးတော့ယူလို့ရတာမျိုးဖြစ်သွားတယ် background တွေကိုလည်းဒါ dynamic sense ပေါ့နော်အ background တွေမှာလှုပ်ရှားနေတဲ့ uh, background wallpaper ပတ်ပေါ်မျိုး background image တွေကို change လုပ်လို့ရပါတယ် translation တွေရပါတယ် translation ကတော့ messages မှာရော FaceTime မှာရော phone မှာရောဘာလို့ဖုန်းပြောနေရင်ဖြစ်ဖြစ် video call ပေါ်ပြောရင်ဖြစ်ဖြစ်ပြီးတော့ကိုယ်နဲ့ဘာသာမတူတဲ့သူနဲ့ message ရိုက်နေမယ်ဆိုလို့ရှိရင်သူတို့ရှိရ message တွေကိုယ်ဝင်လာပြီဆိုလို့ရှိရင် auto translate နဲ့ဝင်လာမှာဖြစ်ပါတယ်ဒါပေမဲ့ language ကတော့အခုလောလောဆယ်မှာအာ I think ဆက်နှစ်ခု73ခုလောက်ပဲရပါသေးတယ်မြန်မာဘာသာကတော့မပါဘူးပေါ့နော်ဒါကတော့အထူးဆန်း ထူထူချာနေတဲ့အရာတော့မဟုတ်ဘူးပေါ့နော်မြန်မာဘာသာမပါဘူးဆိုတာထူဆန်းမနေပါဘူးအာပြီးလို့ရှိရင်ဒီမြန်မာပြည်မှာတော့မသိဘူးပေါ့နော်အမေရိကန်မှာဆိုလို့ရှိရင်တော့တော်တော်များများအာဖုံးလာတဲ့ဟို scam ဖုံးတွေပေါ့နော်ကြော်ညာဖုံးတွေဝင်နေရှိတယ်ကြော်ညာဖုံးတွေဝင်လို့ရှိလို့ရှိလို့ရှိရင်ဘယ်ကဖုံးမှန်းမသိဘူးဘာကြောင့်စက်တယ်မှန်းမသိဘူးဆိုပေမဲ့အခုကြားထဲမှာအဲဒီ Apple ကနေဝင်ပြီးတော့ကိုကိုစားပေါ့နော်ကိုရှိကိုဖုံးမဝင်ခင်အဲ့ဒီဖုံးအစိမ်းနံပါတ်ဆိုလို့ရှိလို့ရှိရင်တို့ကကိုစားဖြည့်ပြီးမှမှာဘာတူလဲဘာကြောင့်စက်တာလဲဆိုပြီးတော့ သူတို့ကအရင်ဖြည့်ပြီးတော့မှကိုယ့်ရဲ့ဖုန်းပေါ်မှာသူတို့ကဘာကြောင့်ဆက်တာဘယ်သူပဲวะဆိုပြီးပေါ်လာတော့မှကိုယ်ကကန်ချင်လဲကန်လို့ရတယ်မကန်ချင်လဲမကန်လို့ရအဲ့ဒီ feature လေးပါလာတယ်ပြီးလို့ရှိရင် operator တွေကိုဖုန်းဆက်လို့ရှိရင်တခါကြီးရလို့ရှိရင်ခဏလေးစောင့်ထားပေးပါဆိုပြီးတီလုံးနေတင်းတင်းဆိုပြီးတော့လာတယ်အဲ့ဒါကိုအကြာကြီးစောင့်ရတယ်ကိုကဒီမှာဖုန်းယူပဲကန်ထားမှလားတခြားလုတ်เสียရရှိရလုတ်သေးလေဆိုလို့ရှိရင် app ကဂျားရဲရနေအခုဝင်ကန်ပေးထားပြီးတော့အဲ့ဒီတီလုံးရက်သွားပြီးတော့ဟိုဘက်ကနေပြီးတော့အပြန်အကြောင်းပြန်နေချိန်မှာကိုဖုန်းကိုအတန်ပေးပြီးတော့ဒါဖုန်းပြန်ကန်လို့ရပြီဆိုပြီးတော့ ဒါလုတ်ပြီးมาဖြစ်ပါတယ်ဒါလေးညာတော်တော်လေးမိုက်ပါတယ်ပြီးလို့ရှိရင်ဒါအာ car play တုံးတဲ့လူတွေဆိုလို့ရှိရင်လည်း car play မှာနည်းနည်း iOS 26လိုပဲ UI update လေးတွေ glass sensor ပုံစံလေးတွေဖြစ်သွားပါတယ်အာပြီးတော့ဒီ um design မှာဆိုလို့ရှိရင်လည်းဒီ iOS ရဲ့ဒီ home screen ရဲ့ ဟိုဒီ widgets တွေရောပြီးလို့ရှိရင် app icons တွေရော clear mode ဆိုပြီးတော့ liquid glass ပုံစံမျိုးနဲ့ဒါအကြည်ပေါ့နော် icon တွေလည်းအကုန်အကြည် widget တွေလည်းအကုန်အကြည်အဲ့ဒါမျိုးတွေထားလို့ရပါတယ်ဒါကတော့ liquid glass ရဲ့ style အသစ်ပေါ့နော်အဲ့တော့ fresh design ဖြစ်သွားတယ် control center မှာဆိုလို့ရှိရင်လည်းဒီ liquid glass နဲ့ဖြစ်သွားတယ်ဒါပေမဲ့မကောင်းတဲ့ချက်ကအရင်ကြီးဖောက်ထွင်းမြင်နေရတော့ control center ကလည်း ဒီ liquid glass ဖြစ်တဲ့အောက်ကလည်း liquid glass ဆိုတော့အရာအလုံးဖောက်ထွေးမြင်နေရနည်းနည်းရှုပ်ရှုပ်ရှက်ရှက်တော့နည်းနည်းဖြစ်နေပါသေးတယ်အခုပုံမှန်ပြထားလို့ပဲအဲ့ဟာလေးကိုနည်းနည်း Apple ကတော့ပြင်ပေးဖို့နည်းနည်းလိုပါသေးတယ် um Apple intelligence နဲ့ပတ်သက်ပြီး Apple ကနည်းနည်းလေးတောင်းမှန်သွားတယ်ဘာလို့တောင်းမှန်သွားရဲဆိုတော့သူတို့ရဲ့ feature တွေကိုသူတို့ပြောတဲ့အတိုင်းလုပ်ပေးဖို့ဟာမှာနည်းနည်းလေးအခက်အခဲရှိနေတယ်ပေါ့နော်ပို့ပြီးတော့ user တွေကိုအကောင်ဆုံးနေပဲ Apple standard ဖြစ်အောင်လို့နည်းနည်းလေးအချိန်ယူရမယ်အဲ့တော့နောက်နှစ်မှာပဲသူတို့ iOS 18မှာ promise ပေးထားတဲ့တကယ်ကို deep integration စခရီးမှာဖြစ်နေတာတွေကိုတည်တဲ့ series တို့ကိုယ့်ရဲ့နေတတူကိစ္စတွေကိုအကုန်လုံးလုပ်ပေးနိုင်မယ့်ဟာတွေကိုနောက်နှစ်ထဲမှာမှရမယ်လို့ပြောသွားပြန်ပါတယ်။အဲ့တော့နောက်နှစ်ထဲမှာရမလားမရမလားဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်ပါ။အခုတော့ Apple က Switzerland Zurich မြို့မှာအဲ့ဒီဟာနဲ့ပတ်သက်ပြီးအကြီးအကျယ်ကိုတရားလေး engineer တွေနဲ့လုပ်နေတယ်လို့ကြားရပါတယ်။ပြီးလို့ရှိရင် image playground မှာ um ChatGPT ပါပါလာပြီးဖြစ်ပါတယ်။အဲ့တော့ ChatGPT အာ ChatGPT ကိုတုံးပြီးတော့ပေါ့နော်ဒီ image playground မှာ ပုံစံဖြန့်နှီးလို့ရပါပြီအဲ့တော့ Apple ရဲ့ကိုပိုင်အာ machine တွေမဟုတ်ပဲね ChatGPT ပါပါလာပြီဆိုတော့ပို့ပြီးတော့ကောင်းတဲ့အာ result တွေရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် emoji နှစ်ခုကိုပေါင်းပြီးတော့တခုလည်းလုံးလုံးရတဲ့ mix emoji တွေလာပြီးဖြစ်ပါတယ်အဲ့တော့ဒါကတော့ Apple intelligence ပါမှရှိတဲ့ဖုန်းတွေမှာရမှာဖြစ်ပါတယ်အာပြီးလို့ရှိရင် game app ပေါ့နော် game တွေအကုန်လုံးတစုတစည်းရဲ့နေရာစုထားတဲ့ game app ပြီးလို့ရှိရင်တရားနဲ့တရားဒါဟိုဒီ leadership တို့အာဒီအဲ့လိုမျိုး ဟိုပြိုင်လို့ရတဲ့ဟာတွေတငယ်ချင်းတွေနဲ့စုပြီးဆော့လို့ရတဲ့ဒီဟာမျိုးတွေ vision board တွေဒါမျိုးတွေလာမှာဖြစ်ပါတယ်။ကျန်တဲ့ဟာနည်းကတော့ AirPods camera remote ဆိုပြီးတော့လာပါပြီ။အဲ့တော့ AirPods ဒါမှမဟုတ် AirPods 4ဒါမှမဟုတ် AirPods Pro ကိုင်ပြီးတော့ဟို camera ကိုရိုက်လို့ရပါတယ်။အဲ့တော့ဖုန်းကိုထောင်ပြီးလို့ရှိလို့ရှိရင် AirPods ကိုဝတ်ထားမယ်ဆိုလို့ရှိရင် AirPods မှာတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင် timer နဲ့ဓာတ်ပုံရိုက်တာမျိုးလုပ်လို့လုပ်လို့ရပါပြီ။အဲ့တော့ iOS 26က ဘယ် device တွေနဲ့ရမယ်လဲဆိုလို့ရှိရင်တော့ iPhone SE second generation နဲ့ attack iPhone 11နေတွေရမှာဖြစ်ပါတယ် iPhone 16e အထိပေါ့နော်နောက်ဆုံးထွက်ထားတဲ့ iPhone 16e တွေရမှာဖြစ်ပါတယ်အဲ့တော့မရတဲ့ device တွေကတော့ 10s တို့ 10r တို့တမားရီဆိုလို့ရှိရင်တော့ဒီ iOS 26ကိုရမှာမဟုတ်ပါဘူးအဲ့တော့ macOS 26ထားဖို့အကြောင်းပြောချင်ပါတယ် macOS ကနာမည်ကတော့ Tahoe ဖြစ်ပါတယ် macOS မှာလည်း customization feature တွေအကုန်လုံးကိုပြီးလို့ရှိရင် liquid glass ဆိုတဲ့ pen ဒါပုံစံအာ UI နဲ့အကုန်လုံး elements ကြီးအကုန်လုံးပါလာတာဖြစ်ပါတယ်အဲ့တော့ design ကလည်းအစ်စ်ဖြစ်သွားပါတယ်ပြီးလို့ရှိရင် Mac မှာ phone app ပါလာပြီးဖြစ်ပါတယ် Mac ကနေပြီးတော့ဖုန်းခေါ်လို့ရပါတယ်အဲ့တော့ iPad မှာလည်းဖုန်းခေါ်လို့ရတဲ့ application call app ကိုထည့်ပစ်လိုက်ပါပြီအဲ့တော့ iPhone အ iPhone အဲတခုလည်းမဟုတ်ဘဲနဲ့ Mac ကရော iPhone မှာ audio iPad ကရောဖုန်းခေါ်လို့ရသွားပြီးဖြစ်ပါတယ် spotlight ကိုတော်တော်ကြီးကိုကြီးကြီးမားမားပြောင်းလဲမှုရှိပါတယ်အဲ့တော့ spotlight ကိုအာဘယ်လိုပြောရမလဲ intelligence နဲ့ပေါင်းပြီးတော့တော်တော်လေး smart ဖြစ်သွားပါတယ်ကိုခိုင်းကျင်တဲ့အရာတွေနည်းနည်းလေးရိုက်လိုက်တာနဲ့အာအနောက်ကဘာပေါ်လာမလဲဆိုတာအကုန်လုံးသူက automatically ဒါ action တွေလုပ်ပြီးမှဖြစ်ပါတယ်အာပြီးလို့ရှိရင် shortcut ကိုတုံးပြီးတော့တော်တော်များများခိုင်းစိတ်လို့ရတဲ့အာ powerful shortcuts တွေကို Apple intelligence နဲ့ပေါင်းပြီးတော့လုံဆောင်လို့ရပါတယ်ဒါကတော့ shortcut သမားတွေပို့ပြီးတော့ သုံးတဲ့လူတွေဆိုလို့ရှိလို့ရှင်ပို့ပြီးတော့အထောက်အကူပြုမှာပါဒီဟာကို macOS Tahoe ဗီဒီယိုမှာတည်တဲ့ 2max တက်ပြီးတော့အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ဒီဇိုင်းကတော့ဒီအတိုင်းပဲဒါ UI အကုန်လုံးပြောင်းသွားတယ် glass ပို့ပြီးတော့ဖြစ်သွားတယ်ပြီးလို့ရှင် macOS မှာလည်းဟိုဒီ iPhone တို့ iPad တွေမှာလိုမျိုးဟို application icon တွေရော folder တွေရောအကြောင်းတွေအကုန်လုံးပြောင်းလို့ရပါတယ်အဲ့တော့ပို့ပြီးတော့ customization ပို့ပြီးတော့ဖြစ်သွားတာဖြစ်ပါတယ် အာ control center ကအစပေါ့နော်အာ application တွေအကုန်လုံးလည်းပုံစံလေးတွေ icon လေးတွေရောအကုန်လုံးပြန်လိုက်ပါတယ်ဒါပေမဲ့ finder icon ကတော့နည်းနည်းလေးသဘောမကျအောင်နည်းနည်းလေးအာ macOS မဆန်အောင်လို့ထင်ပါတယ်ဟို original မဆန်အောင်ပေါ့နော်ပြီးလို့ရှိရင်ခုနကပြောထားတဲ့ Apple intelligence နဲ့ပတ်သက်တဲ့ feature တွေ ChatGPT ဟိုတုံးပြီးတော့ picture တွေ create လုပ်လို့ရတယ် generate လုပ်လို့ရတယ်ဟာတွေပါလာတယ် continuity မှာတော့ပို့ပြီးတော့ အာကောင်းတဲ့ဟာပြီးပါလာပါတယ်ဒါ live activities တွေ mac မှာရလာပြီးဖြစ်ပါတယ် live activities တွေရလာတဲ့ phone app ပါလာပြီးပြီးလို့ရှိရင်ခုနက phone app မှာပါတဲ့ feature တွေကိုမလိုချင်တဲ့အာဒီ phone တွေကိုကူပြီးဖြည့်ပေးတာတို့အဲ့ message နဲ့ပတ်သက်ပြီးတော့ဟာတွေအကုန်လုံးကိုလည်းထပ်ပြီးတော့ပါလာပါတယ်အဲ့တော့ကို message background တွေဘာတွေကအစတာအဒီ macOS မှာလည်းဆက်ပြီးတော့ရနိုင်မှာဖြစ်ပါတယ်။ဒီနေ့ရာဒီကတော့ဗာတိတိလေးတွေပေါ်လဲဆိုလို့ရှိရင်တော့ game app လည်းပါလာပြီးဖြစ်ပါတယ်။ macOS အာ Tahoe မှာပေါ့နော် macOS Tahoe ကတော့ဒီ macOS Tahoe ဟာ Intel တုံးထားတဲ့ Intel chip တုံးထားတဲ့ Mac တွေကို support ပေးတာနောက်ဆုံးဖြစ်ပါတယ်အဲ့တော့အာနောက်နှစ်ကစပြီးတော့ Apple ရဲ့ကိုပိုင်ထုတ် M1 နဲ့ attack ကိုပဲ macOS update တွေရမှာဖြစ်ပါတယ်ဒီနှစ်ကနောက်ဆုံး Intel ဖြစ်ပါတယ် Intel chip တုံးထားတဲ့ Mac တွေပေါ့နော်အာတချို့ ဒါ MacBook Pro 2019 16 inch ပေါ့နော်အဲ့ဒါမျိုးတွေပြီးလို့ရှိရင် iMac 2020ပြီးလို့ရှိရင် Mac mini 2020တို့အာပြီးလို့ရှိရင် MacBook Pro 13 inch 2020 Mac Pro ပေါ့နော် Mac Pro 2019ဒါမှပဲနောက်နှစ်မှာစပြီးတော့ Intel chip တုံးထားလို့ရှိလို့ရှိရင် macOS နောက်နှစ် update ကြလို့ရှိလို့ရှင်မရတော့ဒီနှစ်ကနောက်ဆုံးပဲပေါ့နော်ဒါလေးကိုပြောချင်တာပါဒါဆိုလို့ရှိရင် watch os ကိုပြောကြအောင် watch os 26ပေါ့နော် watch os 26ကတော့အများကြီးပြောင်းလဲတော့တာမဟုတ်ဘူးဒါပေမဲ့ apple intelligence ကိုနည်းနည်းလေး power by apple intelligence ပုံစံမျိုးတွေဖြစ်လာတယ် workout တမားရေဆိုလို့ရှိရင်ကိုယ်အနောက်ကနေပြီးတော့ nugget ထဲမှာ motivation ပေးမယ်ကဲလှုပ်ထားပြေးထားအာရောက်တော့မယ်ရတော့မယ်နင်းတော့အဆင်ပြေတယ်ပြေးတာကောင်းတယ်အဲ့လိုမျိုးပြောနေမယ် workout buddy ဆိုပြီးတော့အစ်စ်ပါလာပြီးဖြစ်ပါတယ်ပြီးလို့ရှိရင် UI ကလည်းတည်တဲ့အတိုင်းပဲ glass ပုံစံမျိုး liquid glass glass နဲ့ screen အကုန်လုံးဖြစ်သွားပါတယ်။ smart stack ကကြာတော့လဲပို့ပြီးတော့ smart ဖြစ်သွားတယ်။ကိုတုံးနေကြအရာတွေအကုန်လုံး automatically ဖွင့်ပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်။ပြီးလို့ရှိရင်နိုင်ကြီးမှာ notification လာရဆိုလို့ရှိရင်အဲ့ notification မဖြည့်ချင်သေးဘူးဆိုလို့ရှိရင်ဒီလိုမျိုးနိုင်ကြီးလေးကိုလက်ကိုဖတ်ဆိုပြီးတော့ flick လုပ်လိုက်လို့ဆိုလို့ရှိလို့ရှိရင်ဒါဖုန်းခေါ်လာလို့ဖုန်းဥမှာခေါ်လာတယ်ကိုကမအားဘူးဆိုလို့ရှိရင်လက်ကို pack ဆိုပြီးတော့ flick လုပ်လိုက်လို့ဆိုလို့ရှိရင်ဒါဖုန်းခေါ်က ်ချသွားတာတော့မမြည်တော့တာဖြစ်ပါတယ်အဲ့ဒါမျိုးလေးတွေ feature လေးတွေဖြစ်လာတယ်ပေါ့နော်အမ်ဂျန်နေဟာဒီကတော့တိတ်ပြီးတော့ထူးဆန်းတော့မရှိပေါ့နော် watch os ကတော့ watch os 26ကိုပဲ watch ရရမယ် solution တော့ se second generation se2 ရဲ့ series 6နဲ့ attack watch တွေအကုန်လုံးမှာရမှာဖြစ်ပါတယ်အဲ့တော့ series 6ရဲ့ se2 ရဲ့ attack watch တွေအကုန်လုံးမှာ watch os 26ကိုရမှာဖြစ်ပါတယ် အဲ့တော့ vision OS ကိုလည်းနည်းနည်းပြောကြအောင် vision OS ကတော့တိတ်တိတ်ပြီးတော့တုံးတဲ့လူတွေတော့မပါဘူးဗောနော် vision OS မှာဆိုလို့ရှိရင် widgets တွေကိုကိုယ့်ရဲ့ surrounding နေရာတွေမှာတေချာနေရာမှာကတ်ထားခြင်းနဲ့ထားလို့ရတယ်နာယူနေရာမှာကတ်ထားလို့မျိုးပုံစံမျိုးတွေထားလို့ရတယ်ပြီးလို့ရှိရင် spatial scene တွေဗောနော်ဓာတ်ပုံတွေကို spatial နဲ့ရိုက်ပြီးတော့အဲဒီဒီဝင်ပြီးတော့ကြည့်လို့ရတာမျိုးတွေရှိတယ်။အာပြီးလို့ရှိရင်အဲဝက်ဘ်ဘရာဝဇာတွေမှာ 3D model တို့ spatial scene တွေကြည့်လို့ရတယ်။အာပြီးလို့ရှိရင်ဒီ PlayStation ရဲ့ VR controller ကိုတုံးပြီးတော့ game ကစားလို့ရတာကြီးပါလာတယ်။ Vision Pro နှစ်ယောက်တုံးပြီးတော့ကြိုးရှင်ကြည့်လို့ကြည့်လို့ရတယ်။တနေရာထဲမှာကြည့်လို့ရတဲ့ပုံစံကြီးနှစ်ယောက်ပေါင်းပြီးလုပ်လို့ရတယ်။အကြီးမားဆုံးကတော့ Persona ဖြစ်ပါတယ်။ Persona ကပထမဦးဆုံးကတော့နည်းနည်းလေးမမှန်ဘူးပေါ့နော်အခုဟာတော်တော်လေးကို upgrade လုပ်ပေးလိုက်ပါတယ်အဲ့တော့ persona ကတော်တော်လေးကို mic သွားပါတယ် upgrade တော်လုပ်လိုက်ပါတယ်အဲ့ဒါရောဒီ sample ရဲ့လူတွေမှာကြည့်ရမှာပေါ့နော် ပြီးရင် safari မှာလည်း ဒါ upgrade တွေအများကြီးလုပ်ပေးထားပါတယ် UI နဲ့ပတ်သက်ပြီးတော့ spatial accessory မှာဆိုလို့ရှိရင် Logitech ရဲ့ Muse အဒီ pen ကိုတုံးပြီးတော့ကိုယ့်ဘာကိုယ်ဒီလေထဲမှာဒီဇိုင်းဆွဲလို့ရတာမျိုးတွေအာ PlayStation ရဲ့ VR2 controller တွေကိုတုံးလို့ရတာမျိုးတွေပြီးလို့ရှိရင် GoPro တို့ဘာလို့လဲ180တို့180တို့360 video ရိုက်ထားလို့ရှိလို့ရှိရင်တေချာပေါ်တဲ့ဟာမျိုးတွေလုပ်ပေးထားပါတယ် immersive video တွေပို့ပြီးတော့လာပါတယ်ပြီးလို့ရှိရင် environment အစ်စ်အနေနဲ့ Jupiter ဂျိုကို environment အသစ်လုပ်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်အ vision pro ဝတ်ထားတဲ့ iphone ကိုဖွင့်လို့ရပြီဖြစ်ပါတယ်အရင်တုန်းကဆိုလို့ရှိရင် iphone ကို passport ပဲရဲလို့ရတာပြောရပြဆိုကိုက vision pro ဝတ်ထား iphone က scan မဖလာဘူးအဲ့ဒီဟာကိုအခု vision pro ဝတ်ထားလဲ iphone ကိုအ unlock လုပ်လို့ရပါပြီအာပြီးတော့အမ် safari မှာဆိုလို့ရှိရင်ဒီအပေါ်အောက်ယူရတဲ့ဟာတွေမျက်လုံးလေးနဲ့ကြည့်ပြလို့လို့ရအရင်တုန်းကဆိုလက်ကိန်းနဲ့ကင်ပြီးလို့ဆွဲရတာအခုမျက်လုံးနဲ့ဒီမျက်လုံးတော့တော်တော်ကြီးညောင်းပြီးတော့ပြတ်မှာပါပဲဒါမှမဟုတ်လည်းမစိုးဘူးပေါ့နော် ပြီးတော့ head tracking ကို90 hertz အထိမြင့်ပေးလိုက်ပြီဖြစ်ပါတယ်အဲ့တော့ vision OS ကပြပြီပေါ့နော်အဲ့တော့အကြီးမားဆုံးပြောင်းလဲတာကတော့ iPad OS ဖြစ်ပါတယ် iPad OS ကိုတော်တော်လေးကို Mac တဘောနေရာလောက်အထိကိုလုပ်ပေးလိုက်ပါတယ်အဲ့တော့ iOS မှာလိုပဲဒီ liquid glass နဲ့ဖန်သားပုံစံဒီဇိုင်းတွေရှိတယ်ဒါညာအကုန်လုံးကတိပြီးပါပြီပြီးလို့ရှိလို့ရှိရင်ဘာအကြီးမားဆုံးထူးခြားလဲဆိုလို့ရှိရင်တော့ iPad ကို Mac လိုမျိုး Windows တွေအများကြီးဖွင့်လို့ရတဲ့ဟာမျိုးလုပ်ပြလိုက်ပါအဲ့တော့ Windows တွေကိုစိုက်တဲ့နေရာမှာထားလို့ရသွားပါပြီအာပြီးလို့ရှိရင် Mac မှာလိုပဲဒီအာ minimize လုပ်လို့ရတဲ့ function လေးတွေပြီးလို့ရှိရင်ဒီ iPad ကကာဆာကိုလည်းမြားလေးလုပ်ပြလိုက်ပါအဝိုင်းမဟုတ်ဘဲနဲ့မြားလုပ်ပြလိုက်ပါပြီပို့ပြီးတော့ precisely click လုပ်လို့ရတယ်ပြီးလို့ရှိရင် Windows တွေ Mac မှာလိုပဲစိုက်တဲ့လောက်ထားလို့ရတယ်တော်ကြီးကို iPad ကိုဒီ Mac အစားထိုးအဲတော်တော်လေးအဆင်ပြေသွားပြီးတော့ menu bar ကြီးပါ ရောက်လာပြီဖြစ်ပါတယ်အဲ့တော့ menu bar ကြီးပါရောက်လာပြီဆိုတော့ဘယ် application ဝင်တော့ menu bar ကြီးနဲ့ဆိုတော့ကိုယ်မှာ control တွေအများကြီးပို့ပြီးတော့ပေါ်လာပြီဖြစ်ပါတယ်အာ expose ကလည်းတော်တော်လေးကိုမိုက်သွားတယ်အာမိုက်တာကြီးကတော့အများကြီးပဲเนาะ Windows management ကိုတော်တော်လေးကောင်းသွားပါပြီအဲ့တော့ iPad မှာ complaint ကအဲ့ဒီ Windows တွေကိုတေချာထားလို့မရတာပေါ့เนาะအခုကတော့တော်တော်လေးကိုအဆင်ပြေသွားပါပြီအဲ့တော့ဘယ်ဟာနဲ့ပဲလုပ်လို့ပေါ့เนาะအဆင်ပြေသွားပြီလို့ရှိရင်ဒီ folder တွေအကုန်လုံး dock မှာရပါပြီအဲ့တော့ ကိုက download ဆွဲထားတဲ့ဟာတွေအကုန်လုံး dock မှာလို့ mac မှာလို့ပဲပေါ်လာပြီးဖြစ်ပါတယ် files app ကိုတော်တော်လေးကိုအဆင့်မြင့်လိုက်ပါတယ် files app မှာ file တွေကို folder တွေကိုအပြာအောင်ဖွင့်ရတယ်ချိန်တဲ့အကြောင်းထားလို့ရချိန်တဲ့ပုံစံတွေထားလို့ရ emoji တွေပါထားလို့ရတယ်အပြုလို့ရှိရင် preview app ကိုပါ ipad ကိုရော iphone ကိုရလာပြီးဖြစ်ပါတယ်အဲ့တော့ preview app က mac မှာပဲအရင်ရတာပါအဲ့တော့ mac မှာရတဲ့ preview app ကို iphone နဲ့ ipad ကိုမှရပြီဆိုတော့ pdf တို့ pdf ကနေပြီးတော့ jpeg ပြောင်းချင်တာတို့ jpeg ကနေ pdf ပြောင်းချင်တာလို့ပြုလို့ရှိရင် apple pencil ကိုတုံးပြီးတော့ sign ထိုးပြီးတော့ pdf ကိုလောက်တာတို့ pdf ကို edit လောက်တာတို့အက ုံလုံးကို Adobe Pro ရတဲ့လိုမျိုးကိုဒီအာဒီ preview app မှာရပြီဆိုတော့ iPad က iPhone ကမှာရမှာဖြစ်ပါတယ် ပြီးလို့ရှိရင် background task တွေကိုလုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ video edit လုပ်လို့ရှိလို့ရှိရင်ဥပမာ final cut တုံးတာဖြစ် lumen fusion တုံးတာဖြစ် video edit လုပ်လို့ရှိရင် ipad မှာအဲ့ဒီ app ကိုဖွင့်ထားမဖွင့်ထားမင်းအဲ့ app ကနေထွက်လိုက်လို့ရှိလို့အနောက်မှာအဲ့ဒီ video edit လုပ်တာချင်းချင်းပြတ်သွားအောင်အဲ့တော့ export လုပ်တဲ့ဟာတွေအကုန်လုံးကိုအနောက်မှာ background မှာကိုကတခြား app တုံးနေလဲဆက်ပြီးတော့လုပ်ပြီးမှဖြစ်ပါတယ်ဆိုတော့ Apple Silicon တုံးထားတဲ့ကြောင့်လို့အဲ့လောက်အထိလုပ်နိုင်ပါတယ် Mac မှာအောင်ရတာ iPad မှာလည်းရမှာပေါ့နော်ပြီးလို့ရှိရင်ဒီ iPad မှာ mic အကောင်စားတွေပေါ့နော် audio high quality audio တွေပါတခါတည်း record လုပ်လို့ပြီးလို့ရပြီးတော့ um record ကိုဟိုဒီ player နှစ်ခုတပြိုင်တည်း record လုပ်ရပါဥမာ YouTube မှာ play လို့ရှိရွှင်လဲ YouTube ကလည်းအသံထွက်မယ် Facebook ကလည်းအသံထွက်မယ် music ကလည်းအသံထွက်မယ်အဲ့လိုမျိုးပေါ့နော် multiple source တွေကနေပြီးတော့အသံထွက်တဲ့ဟာမျိုးတွေနဲ့ audio recording လုပ်ရသွားပါပြီပြုရှင် game app လဲဒီ iPad ပေါ်မှာရလာပြီဖြစ်ပါတယ် iPad OS 26ရမယ် device တွေကတော့ uh Apple Apple M1 chip တုံးထားတဲ့ iPad Pro တွေအကုန်လုံးအာ M1 chip နဲ့အထက်တုံးထားတဲ့ iPad တွေအကုန်လုံးပြီးလို့ရှိရင် iPad um A16 အာပြီးလို့ရှိရင် iPad Air အာ third generation နဲ့နောက်ပိုင်းမှာလည်း iOS iPad OS 26ရမှာဖြစ်ပါတယ် UI iPad solution တော့ iPad iPad 8 iPad 8th generation နဲ့နောက်ပိုင်း iPad 8 9 10 11ပေါ့နော်အာပြီးလို့ရှိရင် iPad mini ဆိုလို့ရှိရင်လည်း iPad mini 5th generation later ဆို iPad mini 5ကနောက်ပိုင်းပြီးလို့ရှိရင် iPad mini 817 pro chip တွေမှာပါအကုန်လုံးဒီ iPad တွေ16ကိုရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ Apple ကြီးညာသွားတဲ့ OS software update တွေဖြစ်ပါဒီ OS software တွေကိုအခုချိန်မှာ solution တော့ developer beta အနေနဲ့ download ဆိုလို့ရပါပြီအခုလောလောဆယ် 2mask ရဲ့ ဖုန်းမှာဆိုလို့ရှိရင် developer beta အာဒေါင်းလုဆွဲထားပါတယ်တော်တော်လေးကို ဖုန်းထဲပူပါတယ် box တွေလည်းအများကြီးပါပဲအာတုံးရတာလည်းဟမ်းပါတယ်ပြီးလို့ရှိရင် application တွေကလည်းထွက်သွားတာမျိုးတွေရှိပါတယ်ဖုန်းကတော်တော်ကြီးကိုပူပါတယ်အရာအလုံးအဆင်ပြေတာမျိုးတော့မရှိသေးပါဘူးအာကျန်တဲ့အရာနဲ့ပတ်သက်ပြီးတော့အရန်ကြီးကြီးကြီးမားမားအခက်ခဲရတော့မရှိသေးဘူးဆိုပေမဲ့ဖုန်းတိုင်းဖုန်းတိုင်းကမတူတဲ့အတွက်ကြောင့်မလို့ကို့မှာမဖြစ်တာသူ့မှာဖြစ်နိုင်ပါတယ်ဒါမျိုးတွေရှိနိုင်ပါတယ်အဲ့တော့ စဉ်းစားချင်းငိမ်ပြီးတော့ download ဆွဲကြဖို့မြေတားရက်ခံပါတယ်။ဘာဖြစ်လဲဆိုတော့အခု download ဆွဲမယ်ဆိုလို့ရှိရင်ဒါ developer beta နံပါတ်1ပဲရှိပါသေးတယ်။အဲ့တော့ bugs တွေအများကြီးရှိနိုင်ပါတယ်။ကိုယ့်ရဲ့ need to do ကတုံးနေတဲ့ application တွေကိုအနှောက်အယှက်ပေးရမယ်ဖြစ်နိုင်ပါတယ်။ဖုန်းတွေအရင်ပူပါတယ် battery ပို့ပြီးတော့စမှာဖြစ်ပါတယ်။အဲ့ဒါကြီးခံနိုင်တယ်ဆိုလို့ရှိရင်တော့ download ဆွဲပါ။အဲ့ဒါကြီးမခံနိုင်ဘူးဆိုလို့ရှိရင်တော့နောက်လ public beta ထွက်တဲ့အချိန်ကိုစောင့်ပေးစီကြပါတယ်။တကယ် iOS 26 official ကတော့ September မှာထွက်မှာဖြစ်ပါတယ်။အဲ့တော့တခြား Platform、OSD、功能嘅 video，點點點點點，第四秒度話咩 video，然後第七秒流唔起牌，第廿一秒又一張面表嚟貼牌。I'll have a nice day, take care and see you bye Goodbye.